င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ KYA ကပြစ်ချခဲ့တဲ့ရဟရင်နေရာကိုနယ်မြေရှင်းလင်းစဉ်စစ်သားမတားလောင်း16လောင်းနဲ့မီးလောင်ဖျက်ဆီးထားတဲ့လက်လက်ခရမ်းတွေကိုတင်ဆက်ရရှိခဲ့တဲ့အပြင်အရေးပေါ်စဉ်သက်ခဲ့ရတဲ့ရဟရင်ကို KYA ကလက်လက်ကြီးတွေနဲ့ထပ်မံပြစ်ခတ်ရမှာရဟရင်ဒဇင်းလုံးထပ်မံဖျက်ဆီးသွားပါရဲ့။ ကောင်းတဲ့မြို့နယ်အတွင်းသစ်ပုတ်စစ်ကောင်စီတပ်စခန်းနဲ့ပိန်ကုန်းတာဝါတိုင်စခန်းတို့ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ KIA ကယမန်နေ့ကပြစ်ချခဲ့တဲ့ရဟယင်နေရာကိုနေမြေရှင်းလင်းပြုလုပ်စဉ်တွင်စစ်သားမတာလောင်16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်ခရမ်းတွေကိုတင်းဆက်ရရှိခဲ့တယ်လို့ KIA စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ယမန်နေ့မေလ20နေ့မှာကချင်ပြည်နယ်ဗမော်မြို့နယ်စကကက27အတွင်းကိုစစ်ကူအင်အားလာဖြစ်တဲ့စစ်ကောင်စီရဲ့ MI 17ရဟယင်3စီးနဲ့ MISMD ရဟယင်၂စီးကို KIA ပူးပေါင်းတပ်တွေကပြစ်ချနိုင်ခဲ့တာဖြစ်ပြီးရဟယင်၂စီးမှာရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငဲရွာအနောက်ဖက်တောထဲမှာပြတ်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။ရဟယင်ပြတ်ကျတဲ့နေရာကို KIA ပူးပေါင်းတပ်တွေကနယ်မြေရှင်းလင်းရေးပြုစုစဉ်တွင်စစ်သားမတာအလောင်း၁၆လောင်းနဲ့ မီးလောင်ပျက်စီးသွားတဲ့လက်နက်14လက်ကိုတင်းဆက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ရွှေကူမြို့နယ်ခလရ56တရင်မှာအရေးပေါ်စစ်တပ်ခဲ့ရတဲ့ MI 17ရဟတ်ယာဉ်ကို KIA တပ်မ71ကတပ်ဖွဲ့ဝင်တွေကမေလ22ရက်နေ့မွန်းလွဲ့နေ့လောက်မှာ လက်လက်ကြီးလေးလုံးနဲ့ထပ်မံပြစ်ခတ်တက်ခရမှာအဲ့ဒီရဟတ်ရင်ဒဇင်းလုံးဟာလုံးဝပျက်စီးသွားခဲ့တယ်လို့လဲ KIA စေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုအတိအပြုပြောဆိုပါရတယ်။အဲ့ဒီလိုတက်ခရမှာလဲရဟတ်ရင်ကိုဘေးပပတ်လေကနေဝိုင်းရံထားတယ်။တန်ချက်ကကာနစီနဲ့ ထရက်ကားတွေကိုပါလက်လက်ကြီးထိမှန်ခဲ့တယ်လို့လဲစီးသတင်းမြစ်ကပြောပါရယ်အဲ့ဒီရဟတ်ရင်ဟာပြီးခဲ့တဲ့ရက်ပိုင်းက KIA ပြစ်ခတ်မှုကြောင့် main gear box ထိမှန်ခဲ့ပြီးရွှေကူမှာအရေးပေါ်ဆင့်သက်ခဲ့ရတဲ့ရဟတ်ရင်လည်းဖြစ်ပါလေရှင်ဘဂဝါသတင်းတပုတ်ကိုကြည့်အောင်ပါဘဂိုးတိုင်းပြည်ခိုင်ပေါန်းတယ်မြို့နယ်တွင်တစ်ပုတ်စစ်ကောင်စီတက်စကန်နဲ့တိန်ကုန်းတာဝါတိုင်းစကန်တို့ကိုတော်လန်တက်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသကွယ်နှင့်ပဲခူးတိုင်းစစ်တပ်သာဗျူဟာ27ပြည်ခရံ363ရက်နှစ်တရင်ကတာဝန်ရှိသူတို့ကပြောပါရယ်မေလ18ရက်နေ့မှာ ပေါင်းတယ်မြို့နယ်ကစစ်ကောင်စီရဲ့တင်ကုန်းတာဝါတိုင်အထိုင်စခန်းကိုအင်အားဖြစ်တင်းရန်ထွက်ခွာလာတဲ့အင်အား90ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကို တော်လန်တက်တွေကတက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က၃ငါတေသွားတာဖြစ်ပြီး အများပြားလေထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်တင်ကုန်းတာဝါတိုင်းစစ်တပ်စခန်းတဲကိုဝင်ပြေးသွားတာကြောင့်တော်လန်တက်တွေကပိတ်ဆို့တက်ခတ်ခဲ့ရမှာမေလ၁၉ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး တိန်ကုန်းတာဝါတိုင်းစကန်ကုန်းကနေထွက်ပြေးဆွန့်ခွာသွားတယ်လို့လည်းသိရပါဗါတယ်။အဲဒါကြောင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်တပ်ဖွဲ့တွေကတိန်ကုန်းတာဝါတိုင်းစစ်ကောင်စီအထိုင်စခန်းကို အပြေးသက်သိမ်းပိုင်ရရှိခဲ့တာလည်းဖြစ်ပါဗါတယ်။တင်ကုန်းတာဝါတိုင်းစခန်းကစစ်ကောင်စီတပ်သားတွေဟာပြည်သူတွေကို ပေါ်တာဆွဲတာအနီးအနားကကျွရတွေကို မီးရှို့ဖျက်ဆီးတာ အပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေကိုပြုလုပ်လေရှိတယ်လို့လည်းသိရပါဗါတယ်။အဲဒါကြောင့်ပြည်သူ့ကာကွယ်တပ်တွေဟာဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လိုက်တာကြောင့်အခုလိုစခန်းကိုစွန့်ပြီးထွက်ပြေးသွားကြပြီလို့လည်းပြည်ခံ363ညနှင့်တရင်ကတာဝန်ရှိသူတို့ကပြောပါရယ်ပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကလည်းပေါင်းတယ်မြို့နယ်အတွင်းကတစ်ပုတ်စစ်ကောင်စီတပ်စခန်းကို တော်လန်းတွေကတိုက်ခတ်သိမ့်ပိုက်ခဲ့လို့လဲပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်ခရ363တရင်ရဲ့စစ်ထောက်လန်းရေးနဲ့တရင်ပြန်ကြရေးတော်ဝန်ကံရဲဘော်ရှဲရိုးကပြောပါရယ်ပေါင်းတယ်မြို့နယ်အတွင်းစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်ခရန်တရင်363နဲ့တရင်363တင်နဲ့ပြည်ခရန်ပကဖတို့ပူးပေါင်းတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်ရှင် မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းညံဦးမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခတ်ရမှာစစ်သား9ဦးဟာသေသွားခဲ့တယ်လို့ People Democratic Army PDA ကစစ်ရေးတာဝန်ခံရဲဘော်အုပ်စိုးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မေလ20ရက်နေ့ကညံဦးမြို့ကနေထွက်လာတဲ့အင်အား60ကျော်ပါတဲ့အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ကတော်လှန်ရေးဝော်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်ဘက်ကနေ drone စင်းဟာခြုံရင်းပျက်စီးခဲ့ပြီးအကြမ်းဖက်တပ်သား9ဦးဟာသေသွားကာတော်လှန်ရေးဝော်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်တပ်ကပြည်သူ10ဦးကိုလည်းလူသားတိုင်းဖြင့်ဖမ်းဆီးထားသလိုဂျိုးကန်ကျေးရွာကိုဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းတွေကိုလူရက်ခဲလို့လည်းသိရပါဗါးအဲဒီနောက်မှာဘေးပတ်ဝန်းကျင်ကျွရတွေကပြည်သူ၄000ခန့်ဟာလည်းစစ်ဘေးတင်းရှောင်နေရတယ်လို့သိရပါတယ်ရှင်ရန်ကုန်ကတဲ့တဘောကိုတက်ဆက်ပေးကြပါတယ်ရန်ကုန်တိုင်းတန်လင်းမြို့နယ်တန်လင်းတရားဆင်လက်မှတ်ဂိတ်မှတ်တိုင်ဒီမှာစစ်ကြေးကောက်နေတဲ့စစ်သားနဲ့ရဲတွေကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတက်ခတ်ခဲ့ရမှာထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Operation Flame OF ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ21ရက်နေ့မနေ့10ရက်ဝန်းကျင်ကတန်လင်းမြို့နယ်မြို့ဟောင်းအနောက်ရက်ကွက်တန်လင်းတရားအစဉ်လက်မှတ်ဂိတ်မှတ်တိုင်ဤမှာပြည်သူ့ကားတွေကိုအမြဲတမ်းစက်ကြီးကောက်ခံနေတယ်အကြမ်းဖက်စစ်ကောင်စီတက်လာအောင်ခံရင်ထင်းရဲတွေနဲ့လုံခြုံရေးယူဝေးနေတဲ့စစ်သားရဲတွေကို အဝေးထိမ်းမိုင်းအုံပြုပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ကစစ်သားရဲတွေထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်အခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်ပြီး စစ်စီပြီးဆုံးပြည့်ရနာမှာ တော်လိုင်းအဖွဲ့သားတွေအလုံးဘေးကင်းရာကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါဗျ။ ပဲခူးတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတန်းလက်ဗရန်မြို့နယ်မှာစစ်မှုရန်ကြီးအတင်းအဓမ္မကောက်ခံနေတဲ့ချောင်းအုပ်စုကျေးရွာရဲရင်မှုအုံတန်းကို လောင်ကစားဝိုင်းမှာပြစ်ခတ်တက်ခတ်ရာကနေပွဲချင်းပြီးတည်သွားပြီလို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကိုကိုအောင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ27ရက်နေ့မနေ့17နိုင်မိနစ်50လောက်က လေဗရန်မြို့နယ်တိုက်ဝါချောင်းအုပ်စုကအကြမ်းဖက်စစ်ကောင်စီကရာအိမ်မှုအုံတန်းကိုတူနေထိုင်ရာကျွာတဲ့လောင်ကစားဝိုင်းမှာတော်လဲရဲဘော်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးတည်ဆုံသွားတာလည်းဖြစ်ပါတယ်။တည်သွားတဲ့ရာအိမ်မှုအုံတန်းဟာပြည်သူတွေကိုအာဏာပြဆက်ဆံတာစစ်မှုတန်းကြီးတွေအတင်းအဓမ္မတောင်းခံတာမပေးနိုင်တဲ့ပြည်သူတွေကိုဖမ်းဆီးဖို့အမည်စင်ပေးတာတွေလှုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ကလှုပ်ခိုင်းတဲ့အတိုင်း လောင်ကစားဝိုင်းတွေထောင်ကလောက်ကင်နေတယ်လို့လည်းပြည်သူတွေကတိုင်ကြားလာတာကြောင့်အခုလိုသွားရောက်ပြစ်ခတ်ရှင်းလင်းကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီကိမှုကိုတာရီခိုင်ပကဖအမှတ်တတက်ကရေးတပ်ဖွဲ့ရွှေရန်မြေပြည်သူ့ကာကွယ်အဖွဲ့ကတော်လဲရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်စုံရွာပြူစောတိရွာမှာအကျန်းဖက်တသားတွေရဲ့ဂျမ်းပါအထိုင်နေရာကင်းနေရာတွေကိုလက်လက်ကြီးနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်သား၃ဟာတေသွားခဲ့တယ်လို့925ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ16ရက်နေ့မနေ့17ရက်နေ့ဝန်းကျင်လောက်ကမြင်းချံမြို့နယ်စုံရွာပြူရွာမှာအကျန်းဖက်တသားတွေနဲ့ပြူစောတိရဲ့ဂျမ်းပါအထိုင်နေရာ ကင်းနေရာတွေကို925ပျောက်ကြားအဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့တွေက drone တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးဟာသေဆုံးသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိရလို့လည်းသိရပါတယ်။တော်လန်ရဲဘော်တွေကတော့အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း 925ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အဲတခိုင်မှုကို925ပျောက်ကြားဖွဲ့ငွေစုံနဲ့ငွေစုံမြို့နယ်ပကဖအေယာမွေဘေးပျောက်ကြားဖွဲ့ Fight for Freedom Drone ဖွဲ့မန္တလေးခံတရင်ကနေစီမချလက်လက်ကြီးတပ်ဖွဲ့ငွေစုံမြင်းချံမြောက်ပိုင်းသားပျောက်ကြားတပ် MNGF ဇင်ယော်နီပျောက်ကြားအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်ရှင် ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရေကုန်ခစ်တဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမညပါ။